ားလည်းမင်္ဂလာပါရှင်ဒီနေ့ဖက်ပြမှာတော့ဆရာတစ္ဆာနေရဲ့မဖြစ်စလောက်လောကရန်ဆိုတဲ့စာပဲဖြစ်ပါတယ်ရှင် သူ73နှစ်သားအရွယ်တွင်မိခင်ထံမှငကက်ကိုဖဲရရင်ငွေလိုသဖြင့်အတင်းအာရမချုပ်ခိုင်းနေသောပထွေးအားနောက်မှနေ၍ထင်းချောင်းမြေရိုက်ခါလှဲ့မကြည့်ပဲအိမ်မှတခါတည်းထွက်ပြေးလာခဲ့သည်နာ၆လလောက်ကြာသောအခါအသေးဖွဲခုမှုများကျူးလွန်တတ်သောကဲနာလန်တရာပေါ်တွင်အိတ်လိရှိသောသူကိုတဆန်ရာကဖမ်း၍လူငယ်တင်နှင်းချောင်းတစ်ခုသို့ပို့လိုက်၏သူเจ้าတွင်ခိုးတဲ့သော သူတလိပြောက်ခဲ့ရလေသည် တချင်းတွင်ရေချိုးခန်းအတွင်မှ သူ့ခိုးလာခဲ့သောစီယာတူ၏လက်ပတ်နာရီကို သူတို့အခန်းထဲတွင်ရှာဖွေတွေ့ရှိသွား၏ဝင်ခန်းရန်တုံဆိုင်တွေဝင်နေသောသူကိုစားသူ့ခန်းပေါ်ကဤနာရီကို သူ့ခိုးခဲ့ပါသည်ဟုဝင်ခန်းခဲ့၏သူ့ခန်းပေါ်မှာအချိန်အားရနှင့်စာအုပ်နှင့်မျက်နှာမခွာတတ်သောမျက်မှန်ထူးထူးနှင့်ပိတ်ညက်ညက်လူငယ်တူဖြစ်သည်သူအိယာပေါ်တွင်ဂျက်လန်ဒန်ဂေါ်ဂီဂျွန်စတိန်ဘဲဆိုသူတို့၏ ဝိထုစာအုပ်များကို အမြဲလိုလိုတွေ့ရတတ်လေရှိသည် ယခင်ကကောင်းမွန်စွာ နေထိုင်ခဲ့သည်ကိုထောက်၍ကျောင်းမှာမျက်မှန်တူတူအားတက်ညာစွာအပြစ်ပေးခဲ့သည်ဤကိစ္စနှင့်ပတ်သက်၍သူခင်မော်သည်ဒေဒီအထိစကားဆက်၍ပင် ပြောဆိုခြင်းမရှိခဲ့ချေဝန်ခံရနှင့်သူ့ဘဝတစ်လျှောက်လုံးတွင် သူသည် ထိုးသူတူအူကိုသာရှင့်ယွန့်ခဲ့မိ၏ ထို့ကြောင့်တွင်ဘဝဆိုသည်မှာစီကြကြကြရွေရှားနေသောဇာခွက်များသာဖြစ်၏စီကြကြကြဆိုသည်မှာနှလုံးခုန်တမ်းမဟုတ်ပေဝီစီမှုတ်တမ်းဖြစ်၏အိမ်တွင်ကျန်ခဲ့သောသူဤမအီတူဖေခွဲညီမလေးနှစ်ယောက်ကို တခါတည်းရန်တတိယမိသောအခါတွင်သာသူသည်လူသားတဦးဖြစ်ကြောင်းကိုကိုကိုတတိယသွားတတ်သည်ကလွဲ၍သူသည်ရောဘာဖြင့်ပြုတ်လုထားသောမွေရုတ်တရုတ်လိုနေထိုင်ခဲ့၏ ။ကျောင်းတွင်သူသည်လက်မှုပညာကိုတော်၎င်း၊ကျောင်းစာကိုတော်၎င်းစိတ်ဝင်စားဆရာတွေကမင်းဘာဖြစ်ချင်တာလဲဟုမေးကြသည်။ကျွန်တော်ဘာမှမဖြစ်ချင်ဘူးဟုသူဖြေခဲ့သည်။သူသည်ဘာဖြစ်ရမည်နည်း၊သူနားမလည်ခဲ့။သူကိစ္စကို သူတခါမှတွေးမကြည့်ဘူးခဲ့။သူဘဝတွင်ရွေးချယ်ခွင့်အမှန်တကယ်ရှိသည်ဟုဤမိကွန်းထုတ်သူဆရာတွေကိုယ်တိုင်ကရောယုံကြည်ပါ၏လော။ သူတို့ကိုယ်တိုင်ပင်ဇရာခွက်များဖြစ်နေကြသည်ဟု သူထင်မြင်၏သူဇရာခွက်ထဲမှလွတ်မြောက်ရင်တခုရီတော်နည်းလမ်းမှာသူဆယ်တန်းအောင်မြင်ခြင်းသာဖြစ်သည်ဟုသူယုံကြည်ကဆယ်တန်းကို နှစ်ချင်းပေါအောင်မြင်အောင် သူဖြည့်ဆို့ခဲ့သည် သူဆယ်တန်းအောင်မြင်သောအခါကျောင်းမှဆက်သွယ်ကူညီပေးမှုဖြင့်ယုံတယုံတွင်အောက်တန်းစည်းအလုပ်ရခဲ့သည် သူကြောင်မှထွက်လာသောအခါမျက်မှန်တူတူနှင့်သူ့ခံပေါ်မှအဆုပ်အေးပက်သောယောဂါဖြင့်ကြောင်းမြင့်သည့်ဆုံးကကျင်ရစ်ခဲလေသည် အခန်းပေါ်၏ပစ္စည်းများထဲမှ အမတ်တရားဖြင့်သူ့ကိုတစ်ခုခုယူခွင့်ပြုသောအခါသူသည်ဂျက်လန်နဲ့ဤကြောက်ကမ်းမထဲမှ လူသားများဆိုသောစာအုပ်ကိုယူလာခဲ့သည်သူစာအုပ်ကိုယခုထက်တိုင်သူမဖက်ဖြစ်ခဲ့ပါယခုအခါသူသည်အသက်50နှစ်ကသူစတင်လှုပ်လှုပ်ခဲ့သောရုံးတွင်ပင် ဌာနခွဲစည်းကြီးတူဖြစ်နေလေသည်သူအိမ်အောင်ကြခဲ့သေးသည်တရေထဲတွင်နေထိုင်သောပေါင်နှံရှိရှိတခုလက်မှတယောက်နှင့်ဖြစ်သည် သူနှင်းသုံးနှစ်ခန့်သာပေါင်းကထိုမိမသည်လင်ငယ်နောက်လိုက်ပြေးလေသည်ငါးနှစ်အရွယ်မရေပါသမီးလေးသာ သူ့ထံတွင်တောင့်တင်းကြဟိခဲ့သည်သူကလေးကို သူ့ဖေးရင်နေထိုင်ရာမြို့သို့သွားပို့၏ သို့သောနောက်ဤနောက်နှစ်ဖြစ်ခါစီရင်နှွမ်းပနေသောဖခင်ရင်းကလက်မခံနိုင် သူမျိုးကလေးမှအပြန်တွင် သူ့ဇာတိမျိုးကလေးကိုခရီးကြုံဝင်သွားခဲ့သည်ဒီတော့မှ သူ့အမေတည်ဆုံးခဲ့သည်မှငါးနှစ်ခန့်ရှိပြီဟုသူသိခဲ့ရသည် သူကိုတွေ့တော့သူ့ညမလေးတွေကမျက်ရည်ကျ၏သူ့ညမလေးများကသူ့နှစ်ခွဲခွာစဉ်ကလိုခေါင်းဝင်လေးများနှင့်မဟုတ်ကြတော့ကလေးတွေလောက်နှင့်အိမ်အောင်တဲ့များ ဖြစ်နေကြလေပြီ သူပထွေးမှာဖေသာမကအရက်ပါဆွေးနေသူဖြစ်၏ခွဲကန်ဤတွင်သူအားဖရာတရားမမေ့နှင့်ဟူမှရင်အရက်ဖိုးတောင်းမြစ်အောင်တောင်းလိုက်သေးသည်သူပြုစုပြုထောင်ခဲ့သောသူ့မယဘာသမီးသည်သူနာပြုတင်တဲ့အစင်းတွင် အလောက်တော်ဝင်ကြရနေသွားရောက်ရင်နေတွင်ပင်ကြောက်စရာတယောက်နှင့်အိမ်နောက်ကျသွားသည်သူကြောင့်ဆရာမသူ့အခန်းပေါ်လိုမျက်မှန်ထူးထူးနှင့်ဖြစ်၏ သူတကူတည်းကြည့်ရခဲ့သည်ဟုဆိုနိုင်သည်သို့တော့သူကတော့သူသည်မွေးကလေးကတသက်လုံးတကူတည်းနေလာခဲ့သူဟုဆိုသည်အတိုင်းဝိုင်းနေတွင် သူသည်ရခင်ကလိုပင်စကားနေမည်နေသူဖြစ်သည် လူတွေနှစ်လင်းသိအပေါင်းသည်မဖြစ်လူတွေဆိုတာရုံအုပ်အုပ်ထဲကယုံတွေလိုပါပဲအတူတူပဲဟုသူမြင်သည်အလုံးမှာသူ့လူကိုယ်လိုသာ သူအမှမထင်ပြောခဲ့တော့ဘာမှမဖြစ်ချင်ဘူးဆိုသည့်စကားမှာသူဤလူဝင်ဆန္ဒအစင်မှန်ဖြစ်ကြောင်းတနေ့တခြားသူသဘောပေါက်လာခဲ့သည် သူတွင် အရေးကြီးတာဘာမှမရှိ နောက်ဆုံးအချက်အမုံဆိုတာပင် အရေးမကြီးသူသည်တဘာဝအတိုင်းပင် အချို့ကိုချစ်၍အချို့ကိုမုန်းခဲ့သည်သို့သောသူ့ဘဝတစ်ခုလုံးလိုပင် သူအချက်နှင့်အမုံသည်လေပေါ့ရွှွတ်ရွှတ်သာဖြစ်ကြောင်းသိနေခဲ့သည် သူပဲထွေးဆုံးချောင်းမြမတွေထံမှတန်ကျိုးစာရောက်တော့ခါသူမရောက်တော့လေငွေကြီးချူတင်ပို့ပေးခဲ့သည် အချိန်အားရလာသဖြင့်တရားစာဟုအချို့ကိုသူဖတ်ဖြစ်တော့လေကောင်းစွာနားမလည်ပဲရှိသည်မကြာခဏဥပုပ်ဆောင်မှုကြိုးစားတော့လေညနေပိုင်းဆောင်းလောင်မှုတိတ်မှုတန်းကို မခံနိုင်သဖြင့်မဆောင်ပြေတင်းငင်ငွေလိုရုံပေးရဲ့တရက်တလီနှိုင်းပလက်ကလထိုင်တွင်ထိုင်ကား ဘဝဆိုတာဘာလဲဟုစဉ်းစားမိ၏နောက်ဆုံးတွင် ထိုမိကောမှာဘာမှမဟုတ်ပါဘူးဆိုသည့်အပြေနှစ်သားဏိကုံးချုပ်ရလေးရှိသည်ယခုတော့သူဘဝသည် အတော်အတန်ပြည့်စုံနေပြီပြီမိုးလေအတန်အသင့်လုံကျုံသောအင်္ဂလိပ်လုံးနှင့်ပုံမှန်လာစားရှိနေသည်တခါတည်းရန်ပွင့်တဲ့သောပန်းအိုးသုံးလေးအိုးလည်းရှိသည်နေ့စဉ်တင်းစားတစ်ဆောင်လည်းရှိသည် ပြောရမည်ဆိုလျှင်မရပါသမီးကမွေးတော့မြင်းမလေးတယောက်ပင်ရှိနေလေပြီ။ပြီးတော့လူတိုင်းဖြစ်လေဖြစ်တာရှိတော့တေလောက်သည်ယောဂါတခုလေးယခုတော့သူ့ခန္ဓာကိုယ်တွင်ဆွဲကက်နေလေပြီ။တွေးတိုးတယ်။ဇေယဝန်ထမထိုစကားကိုကြားရသောအခါရုတ်တရက်သူ့ပျော်ရွှင်သွား၏။ကဲဘာလို့သေးသနည်း။ဘဝမှာတကယ်တမ်းလိုအပ်တာက အချိန်ကာလပဲ။ အချိန်တန်တော့သူ့ဘဝဟာသူ့ဘာသာအလိုလိုပြီးပြည့်စုံသွားတာပါပဲ။၎င်းမှာဒီခုအခါသူ့အမြဲတုံးလေးတုံးထားရှိသောစကားတခွန်းမင်ဖြစ်လေသည်။တစ္ဆာနီတရဖူမေဂစင်ဩဂတ်စ်လ1995အစုံဒီနာဆင်ပြီးခဲ့တာအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။